ဧပြီဖူးရီလို့ခေါ်တဲ့ဧပြီလတရက်နေ့ဟာယင်းဒီခင်မင်းသူတွေအကြားအချင်းချင်းစားနာမှုတွေပြုလုပ်တဲ့နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။ဒါပေမဲ့စားနာမှုတွေဟာတမန်ထက်ပိုလုံသွားပြီးအတော်လေးကိုလွန်ကဲသွားတဲ့အခြေအနေတွေလည်းရှိခဲ့ကြပါတယ်။အဲ့ဒီထဲမှာအသက်အန္တရာယ်ရှိတဲ့အခြေအနေမျိုးတွေရဲတွေကိုဂျိုသားတွေကျူးကျော်လာတဲ့အကြောင်းတိုင်ကြားစာတွေနဲ့စစ်ပွဲကြီးတစ်ခုစတင်စေလောက်အောင်ဆိုးရွားတဲ့စားနာမှုမျိုးတွေအထိပါဝင်နေကြပါတယ်။ မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့တင်းတို့ကိုပုံမှန်ထက်လွန်ကဲသွားတဲ့အန်ဩစီယာအကောင်းဆုံး April Fool စားနောက်မှုတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါတဘာဝကဘီ1994ခုနှစ် April လရဲ့အေးမြတဲ့မနက်ခင်းတစ်ခုမှာ Alaska ပြည်နယ် Siskiyou မြို့ရဲကဒေသခံတွေဟာငြိမ်သက်နေတဲ့မီးတောင်တစ်ခုဖြစ်တဲ့15မိုင်ခန့်အကွာက Mouse AQ's ကနေအနက်ရောင်မီးခိုးငွေတွေထွက်လာတာကိုမြင်တွေ့လိုက်ကြပါတယ် အဲ့ဒီမီးတောင်ကြီးအားလွန်ခဲ့တဲ့နှစ်ပေါင်း၄00ကျော်ကနောက်ဆုံးအကြိမ်ပောက်ကွဲခဲ့တာဖြစ်ပြီးဒါကိုမြင်တွေ့ခဲ့ရတဲ့ဒေသခံတွေလည်းတုံ့လှုပ်ခြောက်ခြားကုန်ပါတော့တယ်။အဲ့ဒီအနှဲရောက်မီးခိုးတွေထွက်လာတဲ့အကြောင်းဟာဒေသတွင်းသတင်းဌာနတွေနဲ့ရဲစခန်းတွေအထိပြန့်နှံ့ကုန်ကြပါတယ်။ဂန်းဂျီဆောင်တပ်ကတမှုကလည်းအနီနာက US မျိုးကရေတပ်ဗိုလ်ချုပ်ကြီးကိုအကြောင်းကြားလိုက်ပါတယ်။ဒီတော့ဗိုလ်ချုပ်ကြီးကလည်းရဟရင်တစည်းနဲ့တွားရောက်ဖို့ကိုရောအရေးပေါ်အခြေအနေအတွက်အစင်းနဲ့ပြင်ဆင်ဖို့ကိုပါတပါးရဲညွှန်ကြားလိုက်ပါတယ်။ ဒီလိုနဲ့ရဟဲ့ရင်လဲမီးတောင်နာကတ်သွားချိန်မှာတော့လေမှုလဲတစုံတစ်ခုကတော့လွဲမနေရဲဆိုတာသဘောပေါက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ရေခဲပြင်ပေါ်မှာ SOS ဆိုတဲ့အကူအညီတောင်းတဲ့စာသားဓာတ်မုတ်သတိပေးချက်တစ်ခုခုကိုမြင်ရမယ့်အစားအခုလိုပဲ April Fool ဆိုတဲ့စာသားကြီးသာရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရပါတယ်။တကယ်တော့ဒါဟာအလွန်လွန်ကဲသွားတဲ့စားနောက်မှုတစ်ခုလို့ဆိုရမှာပါဖြစ်စဉ်ကတော့အသက်50အရွယ် Oliver ဆိုတဲ့အမျိုးသားဟာ April Fool ရဲ့နေ့မနက်ခင်းမှာလူထလာခဲ့တဲ့နောက်အကြံစီတစ်ခုရသွားပါတယ် အရင်တော့သူဟာကားတာယာတွေနဲ့အဝစ်ဆုပ်အများအများလေပြင်းအားဂျယ်လီတွေဒီဇယ်တွေနဲ့မိခိုးပုံးတွေအသုံးပြုရင်မီးရှို့လိုက်တာပါသူကရဟိန်တစည်းတော်ငှားရမ်းလိုက်ပါသေးတယ်အရင်တော့မှာတော့ပေထောင်300အမြင့်မီးတော်ပေါ်တက်ရင်အဲ့ဒီပစ္စည်းတွေနဲ့မီးတော်ပေါ်မှာမီးရှို့လိုက်ပါတယ်မပြန်ခင်မှာရေခဲပြင်ပေါ်မှာပေ90လောက်ရှိတဲ့အေယာမဆက်လုံးကြီးတွေနဲ့ April Fool ဆိုပြီးရေးသားသွားပါသေးတယ်ကဲဒီတော့အတင်းတို့လဲအဲ့ဒီအမျိုးသားတယောက်ဖန်စီမခံရဘူးလားဘာတွေဆက်ဖြစ်တယ်လဲဆိုပြီးတွေးမိကြပါပါဒါပေမဲ့သူကတော့ဖန်စီမခံလိုက်ရပါဘူး ဘာကြောင့်လဲဆိုတော့ Oliver ကဒီစားနမှုနဲ့ပတ်သက်လို့ရဲတွေနဲ့လေကြောင်းအာဏာပိုင်တွေကိုကြိုတင်အတိပေးထားတာကြောင့်ဖြစ်ပြီးကန်ဂျီစာအဖွဲ့ကိုသာအကြောင်းချဖို့မေးလျော်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲအဖြစ်မှန်ကိုတီးလိုက်တဲ့အချိန်မှာတော့အားလုံးလည်းစိတ်သက်သာရရင်ရီမောနိုင်ခဲ့ပါတယ်။နောက်နှစ်အနည်းငယ်အကြာ1980ခုနှစ်မှာတော့ Boston အခြေစိုက် Channel 7သတင်းဌာနကလည်းအလားတူစိတ်ကူးမျိုးရခဲ့ပြန်ပါတယ်။ဒါကြောင့်ပဲချော်ယီပူရီစီးနေတဲ့ပုံတပုံကိုပြသရင်သတင်းတစ်ခုတင်ဆက်လာပါရစေ။ အရကတော့ Great Blue Hell လို့ခေါ်တဲ့ Mount Metal ဟာမီးတောင်ပောက်ကွဲမှုဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပြီးမြို့နေလူတွေလည်းအတော်လေးစိုးရိမ်ထိတ်လန့်ကုန်ပါတယ်။ဒေတာအာနာပိုင်တွေလည်းကြောက်လန့်တကြားနဲ့ဆက်သွယ်လာကြတဲ့မြို့သူမြို့သားတွေကြောင့်အလုရှုပ်ကုန်ပါတယ်။အမျိုးသားတအုပ်ဆိုရင်နေမကောင်းဖြစ်နေတဲ့သူ့ရဲ့ဇနီးကိုလမ်းပေါ်မှာတဲထုတ်ပြီးထွက်ပြေးဖို့တောင်ကြံစည်ခဲ့ပါတယ်။ဒေတာခံတွေလည်းသူတို့ရဲ့အိမ်တွေကိုချော်ရီပူတွေဝါမျိုးလောင်းမြိုက်သွားမှကြောက်ရွံ့ကုန်ပြီးသူတို့ရဲ့စားနပ်မှုဟာထင်ရတာထက်ပိုမိုဆိုးဝါးကုန်တဲ့အကြောင်းသိတဲ့အခါမှာတော့ Channel 7ကလည်းအလင်းမြန်တောင်းပန်ခဲ့ရတယ်လို့ စီမံခန့်ခွဲရေးတာဝန်ခံလည်းဒီဖြစ်ရကြောင်းအလုပ်ထုတ်ခံလိုက်ရပါသည်စစ်ပွဲကဟာတာမဟုတ်ကဲဧပြီဖူရဲ့စားနောက်မှုတွေဟာလူပုဂ္ဂိုလ်တဦးတယောက်တည်းအတွက်တည်းမကပဲတခါတလေမှထောက်လိုင်းအေဂျင်စီလိုမျိုးအဖွဲ့အစည်းကြီးကပါပါဝင်သွားတာမျိုးရှိတတ်ပါ रे ဒီလိုဖြစ်ရမျိုးဟာအမှန်တကယ်ကိုတရှိခဲ့ပြီး1986ခုနှစ်တုန်းကအစ်စထရီထောက်လိုင်းအေဂျင်စီမှာလောက်ကင်နေတဲ့အရာရှိတဦးရှိပါ रे အဲ့ဒီအရာရှိတဦးဟာလီဘရွန်တရားရေးဝန်ကြီးနီဘာဘာရီကိုလောက်ကျန်တပ်ဖြတ်ဖို့စူးစမ်းမှုတစ်ခုအကြောင်းတင်ပြလာခဲ့ပြီးတကယ်ကတော့လူတရားဟာစားနောက်တဲ့အနေနဲ့ရေဒီယိုတွေနဲ့ဆက်သွယ်ရေးလိုင်းတွေကနေသတင်းဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးကာဝေးဝန်ကြီးကတော့ဒီအခြေအနေကိုချက်ချင်းပဲကင်တွဲဖို့ပြင်ဆင်ခဲ့ပြီးအဲ့ဒီလောက်ကျန်တပ်ဖြတ်မှုဟာအစ္စရေးကိုစစ်မှတ်ဖြစ်ပွားစီမှာကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်။ကာဝေးဝန်ကြီးကတော့လွှတ်တော်ကာဝေးနဲ့နိုင်ငံသားရေးကော်မတီအစည်းအဝေးကိုကိုယ်တိုင်ပါဝင်လာခဲ့ပြီးအဲ့ဒီသတင်းအကြောင်းကိုသတိပေးကြေညာသွားခဲ့ပါတယ်။ ဒီလိုနဲ့မင်းနဲ့အနေငယ်အကြာမှာတော့ကာကွယ်ရေးဝန်ကြီးရာဘင်းကလည်းဒါဟာဧပြီဖူစာနာမှုတစ်ခုမှန်သိလိုက်ရပြီအခြေအနေမှန်ကိုပြန်လည်အကြောင်းကြားခဲ့ပြီးမှအတော်လေးလက်လွန်ကျက်သွန်ဖြစ်သွားခဲ့ပါပြီဒီသတင်းကတော်မီပမာအလူအများကြားတဟုန်တို့ပြန့်နှံ့သွားခဲ့ပြီးနောက်ဆုံးမှာတော့ရေဒီယိုအတန်းလွှင့်ထုတ်လွှင့်မှုတွေပါပြန်လည်ကြေညာပေးခဲ့ရပါတယ် Labron Radio အတန်းလွှင့်ဌာနတစ်ခုကလည်းဖြည့်ရတစ်ခုလုံးပြန်လည်ဖြည့်ရှင်းပေးခဲ့ရပါတယ် Labron အစိုးရကလည်းဒီအကြောင်းကိုဟာတာတစ်ခုလုံးမမြင်သလိုအတော်လေးစိုးရတဲ့စာနာမှုတစ်ခုလို့လည်းဆိုခဲ့ပါတယ် ဒါကတော့အတော်လေးကဲသွားတဲ့စာနှုန်းမှုတစ်ခုလို့ဆိုနိုင်ပြီးနောက်ဆက်တွဲအနေနဲ့ကတော့ထောက်လိုင်းအရာရှိဟာထောင်နဲ့35ရက်ကြာခံခဲ့ပြီး April Fool စာနှုန်းမှုကစစ်ပွဲဖြစ်သွားနိုင်တဲ့လက်ဒကန်းအလို့ထိရောက်သွားတာလည်းဖြစ်ပါသည်စကြဝဠာစာနှုန်းမှုဟာတာလုတ်စာနှုန်းသူတိုင်းကတော့အမျိုးမျိုးသောစိတ်ကူးတွေနဲ့မယိုးရအောင်ဟာတာလုတ်တတ်ကြပါရဲ့ပန်စတာတယောက်ရဲ့စိတ်ကူးကတော့ကမ္ဘာအပြင်ဘက်ကိုကျော်လွန်သွားတယ်လို့တော့ဆိုရမှာပါ ဂျော်ဒန်ကသတင်းစာတစ်စောင်မှာဒီလိုအဖြစ်ပြန်မျိုးတကယ်ဖြစ်ပွားသွားခဲ့ပါတယ်။2010ခုနှစ်တုန်းကဂျော်ဒန်ကသတင်းစာအတော်များများရဲ့ရှေ့ဆုံးစာမျက်နှာမှာဂျော်ဒန်နိုင်ငံအရှေ့ဘက်ကတဲကန္တရမျိုးတစ်မျိုးဖြစ်တဲ့ Elf Jaffa မျိုးမှာ UFO တစ်စီးစစ်တက်လာပြီးဆယ်ပေးလောက်မြင့်တဲ့ဂျူသားတွေစစ်တက်လာတယ်လို့ဖော်ပြလာကြပါတယ်။ဒီလိုနဲ့ပဲသတင်းစာဖတ်မိတဲ့ Elf Jaffa မျိုးသားတွေလည်းထိတ်လန့်ကုန်ကြပြီးတချို့သောဒေသခံတွေကလည်းလမ်းမပေါ်တိုင်ဂျူသားတွေနဲ့ရင်ဆိုင်မှုပြင်ဆင်လာကြပါတယ်။သူတို့မျိုးတော်ဝင်ကတော့ဂျူသားတွေကိုရှာဖွေဖို့အတွက်လုံခြုံရေးတပ်ဖွဲ့တွေတောင်မှခေါ်ထားပြီးပါပြီ။ အဲဒီနောက်တော့မြို့သူမြို့သားတောင်း3000ကျော်ကလည်းတခြားသောဘေးကင်းရာအရက်ကိုရွှေ့ပြောင်းပေးဖို့အတွက်အမိန့်ထုတ်ထားပါတယ်။ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့ပဲမြို့တော်ဝင်ကတော့အဆိုးဆုံးအခြေအနေတွေထိပါပြင်ဆင်ထားပြီးမယ်။နောက်ဆုံးမှာတော့ဒါဟာဟာတာတစ်ခုမှတည်လိုက်ရပါတယ်။တရင်းစာအဲဒီတာတူဖြစ်သူမိုးဇက်မိုဟာမက်ကတော့ဒီဇလန်ဟာလူတွေကိုဖျော်ဖြေစေလိုတဲ့ရည်ရွယ်ချက်နဲ့ပြန့်နှံ့စေတာဖြစ်ပြီးလူအများကြားအထိတ်အလန့်ဖြစ်စေဖို့မရည်ရွယ်ခဲ့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းမြို့တော်ဝင်ကတော့ဒီအတွက်တီးမကန်ပဲအဖွဲ့အစည်းတစ်ခုလုံးကိုတရားစွဲမယ်လို့လုပ်လာပါတယ်။ အကြီးတန်းဝန်ထမ်းတွေကလည်းသူ့ကိုတီးတန့်ဖိတ်ခေါ်ရင်လူချင်းတွေ့တောင်းပန်ခဲ့ရပြီးနောက်ဆုံးမှာတော့အရာအလုံးလေးချောမွေ့ပြီးဆုံးသွားခဲ့ပါတယ်။ United Kingdom မှာတော့ဘီလီယနာတဦးဖြစ်သူ Richard Branson က1989ခုနှစ်တုန်းကထူးထူးခြားခြား April Fool လုပ်တဲ့အကြောင်းလေးကိုလည်းပြောပြပေးသွားပါမယ်။အဲဒီနောက်မှာတော့ Richard နဲ့သူ့ရဲ့တငယ်ချင်းဖြစ်သူ Dom Caro တို့ဟာမိုးပြံပူပေါင်းတလုံးကို UFO ပုံတံပြုတ်လုပြီးဆိတ်လွတ်ခဲ့ပါတယ်။အဲ့ဒီမိုးပြံပူပေါင်းဟာလည်းအင်္ဂလန်တောင်ပိုင်းတစ်လျှောက်ပြန်တန်းသွားပြီး Branson ကတော့အဲ့ဒီမိုးပြံပူပေါင်းကိုလန်ဒန်မြို့ပေါ်မှာစဉ်သက်စေဖို့ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းလေကြောင်းပြောင်းလဲမှုကြောင့်သူတို့အဖွဲ့ကလည်း UFO ကိုစောစောစီစဉ်သက်ဖို့ကြိုးစားခဲ့ပြီးမြို့တွေကကွင်းပြင်တစ်ခုမှာခီးစဉ်ကိုအဆုံးသတ်လိုက်ပါတယ်။ဒါပေမဲ့လည်း UFO တစ်စီးအနီးကပ်ပြန်တန်းသွားတယ်ဆိုတဲ့သတင်းတွေကတော့အတော်လေးပြန့်နှံ့သွားခဲ့တာကြောင့်စစ်တပ်ကလည်းအစင်းနဲ့ပြစ်ဆင်လာခဲ့ပါတယ်။ရဲတွေကလည်းအခင်းဖြစ်ပွားရကိုနောက်ရောက်ခံလိုက်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ရဲသား၃ယောက်ကမိုးပြန်ပူပေါင်းကိုဝိုင်းထားလိုက်ပါတယ်။ရုပ်တရက်တကားပွင့်ပြီးတဲ့နောက်ငွေရောင်ဂျိုသားဝစ်စုံနဲ့ကာရိုမနိုကလည်းအပြင်ထွက်လာပြီးဘရဆန်ကလည်းရေခဲကြောက်တွေတုံးရင်အငွေတွေထွက်နေအောင်ဖန်နီးနေခဲ့ပါတယ်။ ဒီမြင်းခွင်းကြောင့်ဝိုင်းထားတဲ့ရဲသားတွေပါကြောက်လန့်တဲ့ချားနဲ့ထွက်ပြေးကုန်ပါလေ။အဲလိုနဲ့မူပြန်ဘူပေါင်းစီကိုသူတို့နောက်တစ်ခါပြန်ရောက်လာပြီးဝိုင်းထားတဲ့ချိန်မှာတော့ကာရိုမနဲ့ဘရာဆိုတို့ဟာဆက်လက်စားမနောင်နေတော့ပဲဒါဟာစားနောင်မှုတစ်ခုဖြစ်တဲ့အကြောင်းအမှန်တိုင်းဝင်ခတ်လိုက်ပါလေ။နောက်ပိုင်းမှာတော့ရဲတယောက်ကလည်းဒါသူ့ရဲ့တာဝန်ထမ်းဆောင်စေအနည်း20အတွင်းကြောက်စရာကောင်းဆုံးအတွေ့အကြုံဖြစ်တဲ့အကြောင်းဝန်ခံပြောဆိုလာပါလေ။ အကြီးတန်းစစ်ဆေးအရာရှိအန်ဒရူးနစ်ဆန်ကတော့ဘာဆွန်တို့ကိုအပြင်းထန်ဝေဖန်လာခဲ့ပြီးဒီလိုအရာမျိုးကိုမြင်တွေ့လိုက်ရပြီးကြောက်လန့်တကြဖြစ်ကြတဲ့သူတွေကနေရေမတော်တဆမှုတွေပါဖြစ်စေနိုင်တယ်လို့ဆိုပါရယ်အခုကိစ္စအတွက်ရဲတွေကလည်းအချိန်အားလူအားအလေးအလွင့်တုံးဆွဲခဲ့ရပြီးတကယ်တော့ဒီလိုစားနပ်မှုမျိုးဟာဒီတစ်ခုတည်းတွေမကသေးပါဘူး 1938ခုနှစ်တုန်းကလေ CBS Radio ဌာနက The War of War ဆိုတဲ့စိတ်ကူးယဉ်ဝိထုကိုထုတ်လင့်ခဲ့ပြီး H.G. Wells ရေးသားထားတဲ့ဒီစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းမှာ Orson Welles ကနောက်ခံအတန်စကားပြောအဖြစ်ကူညီပေးခဲ့ပါတယ်။နောက်ထောင်သူတွေကလည်းဒါဟာအပြစ်မှတကယ်ဖြစ်ပျက်နေတယ်လို့ထင်မှန်မှန်ထိတ်လန့်ကုန်ပါတယ်။သူတို့ကဂျိုသားတွေရဲ့ကျူးကျော်မှုကိုစတင်နေပြီးနယူးယောက်ကြီးတစ်ခုလုံးအစိမ့်ငွေတွေနဲ့စတင်ပြန့်နှံ့နေပြီလို့အမှန်တကယ်ယုံကြည်သွားခဲ့ကြတာပါ။ ဒါပေမဲ့လည်းသူတို့ရဲ့စားနပ်မှုဟာရှိရှိတော့မခံလိုက်ပါဘူး။သူတို့ရဲ့ထုတ်လွှင့်တင်ဆက်မှုအပြီးမှာစတူဒီယိုထဲမှာ share တွေနဲ့ပြည့်နှံ့သွားပြီးအတန်လွှင့်ရုံကအကြီးတန်းဝန်ထမ်းတွေအားလုံးလည်း yes scan ရောက်သွားခဲ့ကြပါရီ။ထိတ်လန့်ပွဲစားနပ်မှု Glenn Howlett ကတော့လန်ဒန်မြို့တော်ခံမရဲ့အကြီးတန်းမန်နေဂျာတအုပ်ဖြစ်ပြီးတည့်ရမှာတော့သူ့နဲ့ဇနီးဖြစ်သူတို့ကလည်းအားလည်းရဲ့အပန်းဖြစ်ခီထွက်ခဲ့ပါရီ။ ဒါကြောင့်မဲသူတို့ဟာအယ်ဘတ်စီရင်စုကိုထွက်လာခဲ့ပြီးမဲ့သူတို့အတော်တော်စိတ်အပန်းဖြေစရာအားလည်းရမဖြစ်သွားပါဘူးခီးထွက်နေချိန်မှာပဲဂလန်စီကအီးမေးလ်တစ်စောင်ရောက်ခဲ့ပြီးသူလောက်ကိုက်နေတဲ့အရေးကြီးတဲ့ project တစ်ခုဟာ deadline ပြောင်းသွားတယ်ဆိုတာသိလိုက်ရပါပြီသူလည်းအီးမေးလ်ကိုဖတ်ကြည့်ပြီးတဲ့နောက်အတော်လေးတုန်လှုပ်သွားခဲ့ရပြီးတခြားရွေးချယ်စရာမရှိတော့ပဲအားလည်းခီးကိုအများဆုံးအဆုံးသတ်ရင်အလုပ်ထက်အလှည့်မြန်ပြန်ရောက်လာခဲ့ပါတယ်ဂလန်ဟာစိတ်ဖိစီးလွန်းတာကြောင့်နှလုံးတုံ့ပြန်တဲ့နေမကောင်းဖြစ်ခြင်းတို့ကိုခံစားနေရသူဖြစ်ပြီးဒီလိုနဲ့နောက်ဆုံးမှာတော့ဂလန်လည်းအလုပ်ကိုပြန်ရောက်လာပါတယ် တကယ်ကတော့သူနဲ့တွဲဖက်လောက်ခိုင်သူမန်နေဂျာတူကအခုလိုစားနောက်ခဲ့တာဖြစ်ပြီးဒီလိုနဲ့ဂလန်ရဲ့အားလည်းရဲ့အပန်းဖြေမှုဟာလည်းဟာသားတကူကြောင့်ပျက်စီးသွားပါတယ်။ဒါကြောင့်ဂလန်ကလည်းဒီလိုစားနောက်တာဟာလွန်ခဲ့တယ်လို့ယူဆထားတာကြောင့်တရားစွဲပြီးတဲ့နောက်အနားရသွားခဲ့တယ်လို့စောစောစီစီအငိမ့်စားယူနိုင်ခွင့်ရပြီးအလုတ်တွဲမှာအခုလိုစားနောက်တာကိုလည်းတားမြစ်လိုက်ခဲ့ကြပါတယ်။ ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ကမ္ဘာတစ်လောမှာအလွန်အကျူးဖြစ်သွားတဲ့ April Fool စာနာမှုတွေကတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးတဲ့စာနာမှုဖြစ်ရတွေကဘယ်တစ်ခုကအကဲဆုံးလဲဗျခေါမမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါနောက်နေ့တွေမှာပြန်တွေ့ကြပါမယ်